ျွန်တော်ပြင်သိတော့ကျွန်တော်လိုလူရှာမှရှာဒီလိုထင်ပြီးတော့ပြောကိုကိုကိုကြွားလုံးအကြည့်ကြွားချင်းရဲ့ရွေချက်ကဘာလဲသူများထင်ကြီးခံရအောင်လှုပ်တာသူလဲဟိုဘက်ထွက်သွားရောဂျန်တဲ့ကောင်ကြီးကဘာပြောသွားငပေါ်ကြီးထင်ကြီးခံရမလားလို့ကြွားငပေါ်ဖြစ်သွားပါတယ်ဒါကလေးကိုမှတ်ထားပါ ထင်ကြီးခံရင်မကြွားပါနဲ့နှိမ့်ချနှိမ့်ချရင်ထင်ကြီးကျွန်တော်ကတက်ဆိုចောင်းသားတော့ကတက်ကတူဗိုလ်လီဘောမှာလေဟိုចောင်းကလက်ရွေးစင်မှာပဲကျွန်တော်ကြွားတာမဟုတ်ပါဘူးငပေါ်ကြီးဖြစ်သွားမှာဆိုလို့ဟိုပြောချင်တဲ့ရည်ရွယ်ချက်ရှိအဲ့ထဲမှာကျွန်တော်ကျွန်တော်လိုပဲကျွန်တော်တို့ကရက်မြင့်တော့စမက်ဆာပေါ့နော်စမက်ဆာပေါ့ဟို မတက်ရင်တော့ကမှငိမ့်စားယူသွားတဲ့ရဲချုပ်စိုးဝင်းကိုစိုးဝင်းပေါ့နော်ဥစိုးဝင်းပေါ့ရဲချုပ်ဥစိုးဝင်းသူကရမမြင်ပါဘူးသူကလစ်ဖတာကျွန်တော်တို့ရဲ့လစ်ဖတာသိတ်တော်ပါတယ်သိတ်တော်ပါတယ်အရမမြင်မဲနဲ့သူ့ကိုမန္တလေးတိုင်းလက်ရွေးစင်ထိရွေးရပါတယ်တော်လွန်လို့နောက်တော့ရဲချုပ်ဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့အတင်းနဲ့မှအရင်ကျွန်တော်တကယ်ချင်းတယောက်ရှိသေးတယ်ဒီကောင်သိကြွားတာပဲတော်လဲတော်ပါတယ်တော်ပါတယ် ်ဖိုလီဘောကိုရိုက်အောင်ဟိုဘက်ကိုကျသွားလို့ရှင်အဲ့ဒီကောင်ရိုးရိုးမနေဘူးမှတ်ထားသေသွားမယ်ပါမှတ်အဲ့လိုပြောပြီးသူကရင်ဖွင့်ပြီးတပတ်လျှောက်ဝါလူတွေကကြီးရယ်ဘာဘာဖြစ်တာတော့ငပေါ်ကြီးလို့ပြောတာအဲ့ဒီကောင်လည်းမမှတ်ဘူးနောက်တစ်ခါရိုက်အောင်သေသွားမယ်လျှောက်ပြန်ဟောကနေကြီးကျွန်တော်တို့ထဲမှာနှခမ်းမွေးကားကားကြီးနဲ့ သူ့ကိုအားလုံးအဘလို့ခေါ်တယ်အသက်တူတူပဲကျွန်တော်တို့ ਨੇ နှကမ်းမွေးကြီးကြောင့်မလို့အဘနဲ့တူနေတယ်ကြီးကြီးပဲနှကမ်းမွေးကြီးသူကဒီကျွန်တော်တို့တောင်ပြုံးပွဲမရရာမှာသွားရိုက်ကြတော့မရရာတိတ်ချက်တာပဲအလူယူတော်ရလူအများကြီးပဲတွင်ပြစ်ကြီးကြတော့မကစားခင်တတိုင်းတိုင်းနဲ့သွေးပူလေးကျင်ကန်လုံနေကြသူများရိုက်ချတယ်ဘော်လုံးနေပြည့်ပြည့်ပြီးလိုက်ကောက်ချတယ်သူကအဝေးရောက်သွားလိုက်ကောက် ကောက်ပြီးရင်သူရိုက်မပြပါဘူးသူများပြန်ပေးလိုက်သူကဘောလုံးကောက်ဖို့ခေါ်လာတဲ့လူကြတာနောက်တော့မရရားလူတွေကဩတယ်အဖတစ်ချက်လောက်ရိုက်ပြပါဝိုင်းခိုင်းတဲ့ခါကျသူကသူကောက်လာတဲ့ဘောလုံးလေးကို lifter ကိုစိုးဝင်းကိုပေးလိုက်ကိုစိုးဝင်းကမြောက်ထောင်ပေးလိုက်ပြေးခုန်တက်သွားတယ်ကိုတပိုင်းပိုက်ပေါ်ကျော်သွားတယ်ထုချအောင်မနဲ့ ဆယ်ပေစီးထဲမှာကြာအဲ့လိုလဲကြာရောကိုကိုသန်းမောင်ကအဖာရှက်တယ်ခေါင်းကလေးငုံဟိုဘက်လက်ထွက်သွားဟောကနေလက်ခုပ်အော်ပါပေးကြတယ်သူကတော့ချီးမွမ်းမှာစိုးလို့ခေါင်းကလေးငုံသွားတော့ချစ်ခင်စွာအားပေးတယ်အားပေးဟိုကောင်ကဆွဲပြတိုင်းကြပေးသွားမယ်ဝိုင်းဟား ကိုသန်းမောင်ကြတော့ဟိုတစ်ဖက်ကလူတွေကိုကဆန်းကျင်ဘက်ကလူတွေကိုကကိုသန်းမောင်ဆွဲလို့တိုင်းငနဲ့ကြိုက်ဟိုဘက်ကသင်းသားတွေကိုလက်ခုပ်တီးတယ်ချစ်လိုက်တာနှိမ်ချခြင်းကိုလူတွေချစ်တယ်ဝါကြွားခြင်းကိုလူတွေမုန်းတယ်လောကမှာတိတ်တိတာပဲလို့မရှိပါဘူးငါသိသလောက်ကလေးရှိမှာပေါ့တခြားလူတွေကိုယ်တည်းသိတာအများကြီးအများကြီး ကလေးတောင်မကိုရသေးတယ်သိတယ်ဣဇာကွေးရလဖေးဆိုင်လဖေးမှာတော့ချိုစိတ်ဤပြည့်ခွေလဲတစ်ခွက်မှာဟာသအနေနဲ့ပြုံးပါစေရဲပါစေလို့ပြောတာမဟုတ်ပြောတာဒီမကဘူးကျွန်တော်မေးကိုင်းမင်းကလွန်ရောกว่าချိုချိုစိတ်ဆိုတော့ပေါ့ဤပြည့်ခွေလဲသူလည်းဖေးရတော့ခွေလဲကြတော့ငါ အဲ့ညံငေါကောင်တွေရွဲ့တာကွာညံငေါကောင်တွေလဖေးမိုင်ချိုးချိုးရမပါဘူးကြစိတ်ပေါ့ကြကြကြကော်ဖီဆိုရင်ခါကားချိုးရင်တော်သားအဲ့ဒီကောင်တွေမထဲတဲ့နှုတ်စီငါထဲကုံထဲစမ်းပါဤပြစ်ခွေလဲသွားအဲ့ဒါလေကျွန်တော်သဘောကျလို့မှတ်ထားကျွန်တော်ခုနေတာဟိုမင်္ဂလာတုံခေပင်လမ်းမတန်းကျွန်တော်အိမ်ဘေးမှာလဖေးဆိုင်နေတန်းလို့ တနေ့အိမ်ဘေးကလဖေးဆိုင်သွားတော့တယ်။စပွဲတို့လေးကဆယ်နှစ်သားသူသိပါတယ်ကျွန်တော်နဲ့အိမ်နီးချင်းပဲ။ဘယ်လိုဖြောရမှလဲစာရေးဆရာကြီးတဲ့။ဒီကောင်နောက်တောက်တောက်နေမျက်နှာဘိုးမသိဘူး။ဒီကောင်ပြန်နောက်ချင်လို့ကျွန်တော်အီချာကွေးမှတယ်လို့မှားတယ်။ဟဲ့ချိုးစိတ်ဤပြက်ခွေလဲတခွက်กว่า။အဲ့ဒီကောင်ကျွန်တော်ကြည့်ပြီးပြုံးတယ်။ရပါတယ်တဲ့။ဖြောဆရာကိုလှမ်းပါလေ။လဖေးတခွက်ဟဲ့ချိုးစိတ်ဤပြက်ခွေလဲကြောက်ပရောင်းခိတ်ဆုံးတယ်။ ဒီကြွေလွန်လာအောင်မဒီကလေးကဖြည့်စရာရှိတယ်။လယ်တွင်းသားဆော့ချစ်မရှိဘူး။ဟာဒီကောင်ငါတော်တယ်။ငါအဲ့လိုမသိဘူး။သူတို့မှဖြည့်စရာရှိတယ်။ဒါလေးကျွန်တော်မှတ်ထားတယ်။ကလေးစီကသင်ယူတာနောက်တစ်ဆယ်ရောက်ပြန်တယ်။ဘယ်လိုဖြောမှလဲဦးလေးတဲ့။ဒီကောင်တော့ဖြည့်စရာမကြောင်းဟိုကောင်လေးပြောတာပါထဲမှာ။ဟဲ့ချိုးစိတ်ဤပြခွေလဲကြောက်ပြောင်းခိတ်ဆုံးกว่า။ အဲ့ဒီကောင်လည်းကျွန်တော်ကြည့်ပြီးပြုံးတယ်ရပါတယ်တဲ့ဖြောဆရာကိုလှမ်းပါတဖေးတစ်ခွက်ဟေးချိုးစိတ်ဤပြစ်ခွေလဲကြောက်ဘရောင်းကိတ်ဆုံးတိုင်ဖက်ပလက်လန်းအော်ဘူကောင်းတယ်ဗျာဒီကောင်ဘိုးတော်တယ်တအားချိုးတဲ့ကိစ္စကိုတိုင်ဖက်ပလက်လန်းဘယ်လိုစဉ်းစားလိုက်မှမသိသူပြောတော့လဲဟုတ်လို့ပဲဒါလေးကျွန်တော်မှတ်မှတ်ထားတယ်ပူသဘောကျမှတ်ထား နောက်တစ်ဆိုင်ရောက်ပြန်နေသူတို့ရွယ်လေးပါပဲ၁၀နှစ်၁၂နှစ်ကလေးတွေပါပဲဘယ်လိုဖြေရမှာလဲဆရာကြီးတဲ့အင်းဒီကောင်တို့ဖြည့်စရာမကြံလို့တော့ပါဘူးရှေ့ကကလေးတွေပြောတာအကုန်တန်းစီလွတ်လိုက်တယ်ဟဲ့ချိုးစိတ်ဤပြခွေလဲကြောက်ပြောင်းကိတ်ဆုံတိုင်ဖက်ပက်လက်လန်กว่าအဲ့ဒီကောင်ကလည်းကျွန်တော်ကြည့်ပြီးပြုံးနေဒီကောင်နေပြုံးရင်ကျွန်တော်ကြောက်နေရတယ်ချိုးစရာလှမ်းပါလက်ဖက်တစ်ခွက်ဟဲ့ ချိုးစိတ်ဤပြခွေလက်ကြောပရောင်းကိတ်ဆုံတိုင်ဖက်ပလက်လံမြောင်းကြတဲ့ခေါင်းဆိုင်တလောက်တောင်ချိုးရန်လသေစမ်းกว่าအဲ့ဒါတွေကျွန်တော်တခုမှပို့ပြောတာမဟုတ်ပါဘူးပို့ပြောရအောင်ကျွန်တော်အဲ့ဒါမျိုးတွေလုတ်ကုန်မလုတ်တတ်ဘူးဒီကောင်လေးတွေပဲတတ်တာဟာတော်လိုက်တဲ့ကလေးတွေကွာသဘောကျတို့ဆိုကျွန်တော်ထပ်မမာရဲတော့ပါထပ်မိုင်းသေးချင်းစိုးနဲ့သေးလုတ်ချင်းလုတ်မှာပဲခံရမှာပဲ သူတို့မှသိပေါ်တာပဲစကလုံးนี่အဲ့ဒီကလေးတွေအကြောင်းကိုကျွန်တော်စာလေးတစ်ပုဒ်ပြန်ရေးပါတယ်ကောင်းစဉ်ကကိုယ့်ရဲ့သားသောကလေးများဖတ်တဲ့လူကိုပြုံးပါစေရဲပါစေလို့အတွေ့အကြုံကလေးမျှဝေပေးရုံမကအသည့်ကလေးတစ်ခုပေးချင်ပါတယ်။ဒါလေမင်းဘုသူ့မှအထင်မသေးပါနဲ့ကလေးတော်မင်းနဲ့သားတယ်။ အဲ့ဒီလိုသိလို့ရှိရင်ကျွန်တော်တို့ဘဝင်မြင်ရစရာမရှိပါဘူးသူတစ်ပါးကိုအထင်မသေးရတော့ပါဘူးအဲ့ဒါဆိုရင်မင်းသိမဆိုးတော့ဘူးပေါ့ဒါကမသိတဲ့လူတယောက်ကကောင်းလေးတယောက်ရဲ့အိတ်ထောင်ထဲမှာတရားရန်ကလေးမြင်နေအချောင်ရမလားလို့သွားနှက်တယ်ဟဲ့ကောင်းလေးမင်းနဲ့ငါနဲ့အမေးဖြေလို့ရမင်းမေးတာကိုငါမဖြေနိုင်မင်းကို200ပေးမယ် ငါမေးတာကိုမင်းရဲ့မဖြစ်နိုင်ငါ့ကိုတရားပဲပြီးတော့ကလေးကပြန်ပြောပါမလုပ်ချင်ပါဘူးဦးလေးကဦးလေးကလူကြီးကျွန်တော်ကကလေးကျွန်တော်ရှုံးမှာပေါ့မရှုံးမှာဘူးကွမင်းရှုံးရင်တရားပဲပေးရမှာငါရှုံးရင်200တောင်ပေးရမှာလုပ်ပါကွအတင်းကြီးခိုင်းတယ်ကလေးကညင်းလို့မရနောက်ဆုံးပိတ်ကြကဲဒါဆိုရင်လည်းကျွန်တော်အရင်မေးမယ်ဦးလျာအေးပါမေးပါကွာ တလိဆန်တကောင်ရှိတယ်ဦးလေးခြေထောက်က၃ချောင်းပါတယ်ဟိုလူနည်းနည်းကောင်းစားသွားတယ်နှစ်ချောင်းလည်းမဟုတ်၄ချောင်းလည်းမဟုတ်ဘာကောင်းပါလိမ့်ကောင်းလေးကဆက်ပြောတယ်ချိုးကလည်း၃ချောင်းပူဆိုးနေဖိုးကလည်း၃ခုအမီးကလည်း၃ချောင်းအဲ့ဒါဘာကောင်းလဲဦးလေးပြောတော့ဟာဟိုလူဒုက္ခရောက်အမျိုးမျိုးလှက်ပါတွေးစဉ်းစား ဘယ်လိုမှစဉ်းစားလို့မရတော်လေးကြာသွားတော့ကောင်းလေးရခုလေးပြောလေးယောမသိဘူးကွာယူတော့သူစကားနဲ့သူဆောင်ကြီးအောင်ကြီး200ထုတ်ပေးကောင်းလေးကပြောတယ်ခုလေးမေးလိုက်မေးတော့ဟိုလူကအခုနကောင်းလေးပြောတဲ့ကောင်မကျင်နဲ့ဘူးသိကျင်တယ်အဲ့ပို့သုံးခုဂျိုးသုံးချောင်းခြေသုံးချောင်းမီးသုံး ဟဲ့တပြန်မမဲဘူးပါလေအခုနမင်းပြောတဲ့ကောင်ပြန်မင်းမယ်အဲ့ဒါဘာကောင်လဲမင်းပြောကောင်လေးအဲ့ထောင်နဲ့တရားရနိုင်ရော့ကျွန်တော်လည်းမသိပါဘူးလေကလေးမသိရင်တရားလေလူကြီးမသိတော့200ကလေးသွားနှက်တဲ့ကောင်တရားရှုံးတယ်ကြောက်မလို့လောကမှာဘယ်သူမှအထင်မသေးပါနဲ့လူတွေသူ့နေရာနဲ့သူ့ တော်ကြပါလေနည်းနည်းလေးညကုံကျုပ်ဖြစ်ကလေးတခုပြောပါမယ်ကိုမြေစာခွင်တော့မယ်နော်အဲ့ဒါတော့နှိမ့်ချခြင်းဖြစ်ကြီးမြတ်တာမရယာဘက်မှာလူတခုရှိတယ်ဘိသိက်ဆရာနှစ်ယောက်ငါတယ်တယောက်ကမန္တလေးကဘိသိက်ဆရာဆရာလိုင်းနဲ့ကျဲကြီးဆုံးနာမည်ကျော်ဆုံးပါပဲ တယောက်ကတော့စရောင်းမငားရွာကတော်ပိသိစရောင်းတောင်းနဲ့ရွာနာမည်ကိုဆွဲပြီးပြီးစရောင်းတောင်းနဲ့ဟိုးပိသိပြန်ဆိုတော့အညာကလူတွေကမန္တနဲ့အပြည့်လာအပေးဆိုင်းဆရာကလည်းမန္တလေးဆိုင်နာမည်ကြီးနာမည်ကျော်ကျော်စားစိတ်တင်ဟန်နဲ့အဲ့တော့ပိသိပွဲစကြပါစို့မင်းရဲ့မြေမက်ကိုလူတွေရှံထွက်နေတယ်ရွာနီးချုပ်ဆက်ကပါလာကြတာကိုဟိုး မြို့ပိသိကအရင်ပိသိမြောက်တယ်မတ္တထကျဲကြီးနာမည်ကျော်ဘယ်လိုမြန်းလဲကွဟိုးနောက်ကလူတွေကခါလင်းမှတ်ခေါင်းလင်းမော့လန့်ကြည့်တွေ့ပြီဖက်ဖူးရောင်မောင်းချက်တည်းခေါင်းမောင်းကလေးပေါင်းလို့တိုရင်အင်ကြီးရှေကြီးကမိဘူးချက်ဖြူဖွဲလွတ်အတွန့်ကျေမရှိ အောက်ကကြိုးကြီးကြိတ်လုံကြီးရွှေပလားရောင်3600ပေးရတယ်ခြေတော့ကိုခြေအိပ်ဖြူလေးဆွတ်လို့ နောက်ကလူတွေကဟာကျဲကြည့်တာနဲ့လျော်ပါပြီရဲ့ကြည့်လို့ကောင်းလိုက်တာအသက်ကလည်း40လောက်အသားရေကပြည့်ပြည့်တင်းတင်းနှစ်သက်ကြတယ်ဆရာုံတောင်းကလည်းမော့ကြည့်အင်ကြီးကတွန့်ကြေမရှိတရီထားမိလူတွေကလည်းမြို့ပိသိက်ကိုကြည့်ပြီးတော့နေအောင်กว่าငါတို့တော့ပိသိက်ကြည့်ရရောဘယ်လိုမြန်ဝတ်ထားပါလဲ ဘိသိက်ပြိုင်ငိုးရှာကြည့်ကြတွေ့ပါပြီမတရတဲ့ဘိသိက်ဆံနဲ့တယောက်ကျော်လုံးမှာစရောင်တောင်းထိုင်လို့စရောင်တောင်းကမော့ကြည့်ရင်နဲ့သူ့အင်ကြီးကထောင်းလမောင်းကိုကျေနေတာပဲသူ့ရင်အင်ကြီးရှေပါပဲရှေချင်းတော့တူတူပါပဲကျေမှာပေါ့သူကဘိသိက်ပွဲပြီးမခောက်ဘူးလုံသိက်လွယ်ထဲထိုးကျိတ်ထက်အောက်ကဘောလုံးကြီးပန်းအောင်ကလေးပဲဒါလည်းမခောက်ဘူး လုံကျိတ်ထက်ဗိသိမ်မြောက်ခါနီးမှလွယ်ရည်ထက်ထုတ်တာခါပြီးတော့အင်ကြီးကိုဝတ်ပစိုးကိုလဲဝတ်သူတယောက်ထဲတော့ဘာအရေးလဲဘယ်သူမှမသိတော်ရင်အင်ကြီးရှယ်ကြီးဖြစ်နေတာနဲ့ကိုပဲပြိဿနဲ့ကွာခြားပြီးတော့သဘောရင်းကြကြည်ရတာအခုတော့ဟိုတယောက်ကတွန့်ကျင်မရှိစရုံတောင်းကသူ့ဘာသူ လိပ်ပြမလုံးသူ့အင်ကြီးတွန့်ကျင်လေးတွေကိုလက်နဲ့ဖိပြီးတော့ပြေအောင်ဖြေတယ် ြောက်အောင်ဖြောက်တယ်မပြေပါဘူးမပြောက်ပါဘူးပေါ်လုံးကြီးလေးဒါလေးဖိဒတ်ကိုတော်ဘိသိကြီးကဘယ်လိုနေလဲกว่าလှမ်းကြည့်တဲ့လူတွေကတွေးဟိုမှာဟိုမှာကြည်အောင်ခုမှအင်ကြီးတွန့်ကြေးတွေဖိသတ်နေတယ်တက်လည်းသူ့ပါပြေတွေမပြောက်ပါဘူးกว่าဒေါ်သားတွေအတင်းတုံနေတယ်တယောက်ကပြောတယ်မင်းတို့ကအင်ကြီးပဲကြည်တာကို ခေါင်းပေါင်းလည်းကြည့်ပါအောင်မောင်းချက်ကြီးခေါင်းပေါင်းမဟုတ်ပဝါကလေးကိုရစ်ပြီးတော့တစထောင်ပေါင်းထားတယ်အဲ့ဒီထိတ်တဲ့ထဲမှာချွေးကွက်ကြီးတဲ့ဒီလူမှဖြစ်တာမဟုတ်ဘယ်လူမှကွက်ခဲမှန်းတော့မသိချွေးကွက်က6တောင်နေပါပြီတယောက်ကပြောပြန်တယ်အေးကွာသူချွေးကွက်သူမမြင်တော့သေးတာပေါ့တော်သားတွေကလည်းအလွတ်ကိုမပေးဘူးချအဲ့ဒီမှာမြို့ပိသိက်က ပိသိစမြောက်ပါတယ်မင်္ဂလာ7ပါးကိုရှင်းပြရှင်းပြပြီးတော့မင်္ဂလာတစ်ပါးချင်းတစ်ပါးချင်းစီပြောပြဟိုပညာရှိစကားညနှာထောင်လို့ကောင်းနေမင်္ဂလာပါပန်းလူနန္တီတိစိန်တဲ့တီတိမင်္ဂလာ မကောင်းမှုတွေပယ်ဖြတ်သုံးတယ်လို့မင်္ဂလာခေါ်ရပြပြောစရုံတော့နှာထောင်နေတယ်အင်ကြီးတွန့်ကြီးမသက်နိုင်တော့ပါဘူးကောင်းလိုက်တဲ့စကားတွေ ငါမသိပါဘူးပညာရှိစကားတွေပါပဲဟိုမျိုးပိတ်တဲ့ဆရာလိုင်းပညာရှိပါပြီရဲ့နားထောင်မှတ်သားနေပါလေဆရာလိုင်းကမင်္ဂလာဆန်းပါးပြည့်တဲ့ခါကျတော့ဘိသိက်ပြိုင်ဆိုတဲ့အတိုင်းတစ်ဖက်ကဘိသိက်ဆရာကိုအနိုင်အပိုင်တွေ့ခဲ့တယ်ဘယ်လိုတွေ့တော့ဟေးအဲ့ဒီမင်္ဂလာဆန်းပါးမှာအရေးကြီးဆုံးကဟောဒီသားရှင်ပြုတဲ့မင်္ဂလာပြတ် ဒီမင်းရှင်လောင်းလေးတွေမကြခင်စဉ်းစားမနေဖြစ်မဲမိပါစာကြတော့အမဲဒါကြောင့်မလို့ဒီရှင်လောင်းကလေးတွေကိုဗိတ်သိက်သွန်းတဲ့နေရာမှာဗိတ်သိက်ဆရာတေဤသေးရဲ့မတော့ရဘူးပြတေဤသေးရဲ့တော့ရင်ဗိတ်သိက်မမြောက်နဲ့ဝေါ်ကနေမနဲ့ထဲမှာအတန်ကြီးဖြစ်ဘာဖြစ်တာလဲကြီးတာမဟုတ်ဘူးတနယ်လုံးသိတယ်စရုံတောင်းကတော့ဗိတ်သိက်ဆရာကြီးက ထရေအရက်တဲကြိုက်တာကိုပိသိပ်ပွဲပြီးရင် ထတော်ဝင်မော့တော်မယ်မြို့ပိသိပ်ကလှင်လိုက်ကြီးလားကွဘဲကောင်းနေသတင်းပေါက်ကြားသွားလဲကွစော်ပြီးဟိတ်တော်ပိသိပ်ကြီးကိုတော့အပိုင်ချပြီးဟိတ်ပိသက်ကဆရောင်းတောင်းကိုလှမ်းကြည့်ကြတယ်ဆရောင်းတောင်းကခေါင်းကလေးတငိမ့်ငိမ့်နဲ့ဟိုမှာဟိုမှာကြည်အောင်ကြည်အောင်ခေါင်းတငိမ့်ငိမ့်နဲ့ဝန်ခံနေပြီတော်အောင်ကောင်းကြီးက ဒီလိုဒီလိုတဖန်ဘူလုတ်အဲ့ဒီမှာမြို့ပိတ်သက်ကအပိုင်းခြေတော့နဲ့ခြေပြီးတော့ထိုင်သွားတယ်ဆိုင်းချရာကအကူပြောင်းဒီလုံကလေးတီးပေးတော်ပိတ်သိမတ္တထစရောင်းတော့မိုက်ခရိုဖုန်းရှိရောက်ပိတ်သက်ရှိရောက်တာတော့မှအင်ကြီးတွန့်ကြေးလေးတတ်တုံးတတ်တုံးပိတ်သက်ကဟိုမှာကြည်အောင် ခုထိသတ်တုံးกว่าပစိုးလေးပွတ်တုံးအဲ့လိုလုံနေရကနေပြီးတော့မျိုးပိတ်သိရှိတဲ့ဘဲဘက်ကိုခေါင်းကလေးငဲ့ကြည့်တယ်ပိတ်သက်ကတိတ်သွားတာပဲကြည်နေပြီကြည်နေပြီဆော်တော့သူ့ကိုဆော်သွားတာအဲ့လိုခေါင်းငဲ့နေရကခေါင်းကလေးတဆက်ဆက်မြိတ်အသက်တော်မရှူရဲဘူးဘယ်လိုဆော်သလဲကြားကျင်လို့ ောင်းငိမ့်ငိမ့်ရန်ပြောတယ်စရောင်းတော့ကဩလူတွေက ပြောလိုက်ကြတာပိတ်သိပ်ပြိုင်ပိတ်သိပ်ပြိုင်နဲ့ကျွန်တော်မပြိုင်နိုင်ပါဘူးကျွန်တော်ကတက်လို့လောက်တာမှမဟုတ်ပဲဟိုးစရောင်းမှ9ရွာကလဲသမားပါခမအခုလိုလဲရလုံငန်းအားတဲ့ຫນွေရာဒီမှာကျွန်တော်တငယ်ချင်းမိတ်ဆွေတွေသူတို့သားရှင်ပြုတော့ပိတ်သိပ်မငားနိုင်ကျွန်တော်ကကိုကြီးတောင်းကြတယ်ကျွန်တော်က တချင်းလေးပါလိဆိုရာဝသနာပါလို့ပိတ်သိမ့်မြောက်ပင်းရင်နဲ့ပိတ်သိမ့်ဆရာဖြစ်လာတာပါစောစောကဆရာလိုင်းပြောသွားတယ်စကားတွေကောင်းလိုက်တာပညာရှိစကားတွေပါပဲပညာရှိပါပဲရဲ့ကျွန်တော်မသိပါဘူးမှတ်သားရကျေစုကြီးပါတယ်ခမလူတွေကဟာဘယ်လိုကြီးလဲกว่าစော်တော့မမှန်စော်လည်းမစော်ဘူးသူ့တော့ဟိုကစော်သွားတယ် တယောက်ကပြောတယ်မနိုင်တော့လဲအရှုံးပေးလိုက်အေးဒါပါပဲကွာဒေါ်သားတွေကတော့ဆက်ပြီးအတင်းချနေတော့တကယ်တော့အဲ့ဒေါ်သားတွေကကိုဒေါ်သားချင်းချင်းကိုဩပါပေးချင်နေကိုလူကလည်းအကုန်ရှုံးနေတော့ဂယုဏဒေါ်သောပြောနေကြတာပါအဲ့ဒီမှာစရောင်းတောင်းကဆက်ပြောတယ်ဒီနေ့ဗိသိမ်မြောက်လာကဏီတောင်းမှာကျွန်တော်မိမကနွားသချင်းနေရေးပြောင်းထန်းငယ်အောင်ဆိုလို့ ရေထမ်းခဲ့ရသေးတယ်ခမရရေရင်းကလည်းရွာထဲမှမရှိရွာပြင်သွားပြီးတော့ရေဆိုင်နန်းကလေးနဲ့ထမ်းရတယ်ရွာကထွက်တယ်ဆိုရင်ပဲပဲကင်းကလေးတွေကစိမ့်စိမ့်ဆူဆူတရက်ပင်ကလေးတွေကပွင့်နေဝေးထမ်းပင်ကလေးတွေစီရီတန်းလို့ကျွန်တော်တယောက်ထဲလွန်တယ်လို့လို့ဒါနဲ့ဘုံတော့ကလေးတစ်ပုဒ်ဆိုလိုက်တယ်ခမရရာဇဂိုပိဌာနဘာယာနာချက်ဘို့ နာလန္ဒတက်ကစိုးဝဲအသက်ကိုအနှင်းဆရောင်းတော်ရဲ့တန်ဝတန်ကအတန်ဝါစီဟိန်းနဲ့တိတ်ကောင်းတာပဲကျွန်တော်တန်ကအဲ့လိုမဟုတ်ပါဘူးတန်စင်တိယုံမြဆိုပြတာပါဆိုင်းကလည်းအဆိုးကောင်းတဲ့ဆရောင်းတော်နဲ့တွေ့တော့လိုက်တီးတာပေါ့စောစောကတီးမှမတီးရပဲတီးလို့ကောင်းလိုက်တာမန်တက်ထဲမှာဆိုင်းတန်နဲ့တချင်းတန်ချိန်ချိန်ညံပါကြော့ နားထောင်လို့ကောင်းနေအဲ့လိုကောင်းနေတော့ဘုံတော့ကဆုံသွားစိန်တင်ဟန်းကတီးကျင်သေးလက်ကိုမြောက်လျက်ပိဒတ်ကနားကိုဆွန့်လျက်စရုံးတောင်းကတိပါတယ်။ဟောရေရင်းကဝေးတယ်ခမဘုံတော့တပုတ်ဆုံတာတော့မရောက်သေးဘူးခမလူတွေကဝါကနေကြီးတယ်ဆိုးမယ်ဆိုးမှာနောက်တပုတ်ဆိုးပါတယ်စိန်တင်ဟန်းကတီးတယ်နှစ်ပုတ်ဆုံး မရောက်သေးဘူးခမရရေရင်းကဝေးတယ်ဗျဝါးကနေရီပြန်နေသုံးဖို့လေးဖို့ငါးဖို့ဆက်တိုက်ဆိုတယ်တချင်းတန်နဲ့ဆိုင်းတန်ရွာပေါ်လွှမ်းကြော်လို့သွားဆရောင်းတောင်းရဲ့ကိတာရေရင်ကြောမျောပါသွားကြပြီအင်ကြီးတွန့်ချေမေ့ကုံညက်ထိတ်ကနဖူးချွဲခွက်ကြီးပျောက်သွားပါပြီဆရောင်းတောင်းကိုယ်တိုင်လဲသူကိတာရေရင်ကြော သူ့ဘာသာမျောပြီးတော့သူ့ရဲ့အင်ကြီးတွန့်ကြီးမိတ်သွားပြီအဲ့ဒီမှာဆရာောင်းတောင်းကလက်ရှိဆရာတော်ဘုရားကြီးရဲ့တန်ဝေကတွဲချုပ်ကြီးကိုဆိုလိုက်ပါလေမိုင်မလင်းနိုင်မှုမြိုင်ခင်အင်းတဲ့ညာစီမိုင်မလင်းနိုင်မှုမြိုင်ခင်အင်းတဲ့ညာစီခါတော်မိသိမွေနိုင်မှု ခါရောမီသီးမွေးနိုင်ဘူးအဲ့ဒီခါရောမီမှာကိုပဲဗျာသူက အမျိုးမျိုးကွန့်ပြီးတော့ဆိုတယ်ခါရောမီ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  သူကကွန့်ဆိုရင်ဆိုင်းဆရာကလိုက်မတီးသေးဘူးသူ့ကိုကြည့်ပြီးတော့ပြုံးလို့သူပြီးမှဆိုင်းဆရာကညွန့်ပြီးတော့တီးတယ်ဆိုင်းဆရာတီးရင်စရောင်းတောင်းကတပြန်ကြည့်ပြီးတော့ပြုံးလို့နှစ်ဦးသာအပြုံးရင်ဖလဲကြတယ်တဲ့ ခိတအနုပညာပြိုင်နေကြတာမဟုတ်အပေးအယူမျှနေကြတယ်မန္တထဲကပြိဿကြီးအားလုံးပြုံးလို့စက်တည်ရှိလိုက်တာစက်တည်ရှိလိုက်အခုနဗတ်စကားဘောဟာနဲ့တခြားစီပဲမေတ္တာချင်းတုံ့ပြန်ဖလှယ်နေကြအဲ့လိုနီးနဲ့ကျွန်တော်အချင်းယုံပြီးတော့နေကုန်းချုပ်ပါမယ်အဲ့လိုနီးနဲ့စရောင်းတောင်းကဒီ တေဘုံမာတွေကိုဆိုးလိုက်တရားတွေကိုဟောလိုက်တဏပူးတဲ့ယူတွေမှာအမှုမပြေပင်မရှာလိမ့်လေတဏဖန်တဲ့အကံတွေမှာအပန်းမပြေပင်မရှာလိမ့်လေတဏကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေပင်မရှာလိမ့်လေတဏကြောင့်မို့လို့ကျွန်တော်တို့တန်တရားလည်နေကြတာပါအဲ့ဒီတဏကပူနေတော့မူပါတယ်တဏကဖန်နေတော့ ကံမာရဲတဏှာကိုကြိုက်လို့မိုက်ပြီးတော့တန်တရာတကျော်မျောနေကြတယ်ဟောဒီလူဗုဒ္ဓသာသနာတော်ကြီးနဲ့ဂျုံနေပါရဲ့နဲ့ကျွန်တော်တို့ကဝိပဿနာတရားဘာဝနာပဲတည်တည်ကလေးမှမဝင့်နိုင်ကြပါဘူးမိုက်မလင်းနိုင်ကြဘူးအဲ့ဒီမိုက်မလင်းနိုင်တဲ့ထဲဟောဒီစရောင်းကောင်းကပူဆိုးတယ်ခမရထရေကလေးရက်ကလေးတောက်တတ်ပူမိုက်တယ်ခမရသူတုံ့ပြန်ပုံတော့ ူတုံးပြန်မုံကရန်လိုပြီးတုံးပြန်တာမဟုတ်ဘူးသူ့ကိုယ်သူနှိမ်ချပြီးတော့တုံးပြန်လိုက်တော့ပရိသတ်ကကျေနပ်သွားတယ်ခြေရက်တော့တာတော့အပြစ်မမြင်တော့သလိုဖြစ်သွားတယ်အဲ့လိုနီးနေသူကနောက်ဆုံးပိတ်ကြတော့ဒီချိန်ကြည့်လိုက်တဲ့ကနာယီဝက်ကြော်နေပြီသူနားပါမယ်မြို့ပိတ်တဲ့အလှည့်ပြန်ပေးပါမယ်ဆိုတော့ နားထောင်ကောင်းနေတယ်ဟိုးနောက်ကတယောက်ကဆရာပဲဆက်လုပ်လိုက်ပါတဲ့ဟောရင်အဲ့နားထောင်ကောင်းတဲ့ထဲမှာအဲ့လူတွေမကဘူးကြံတဲ့လူတွေအကုန်လုံးပါတော့ဟောကနေလက်ခုပ်တီးပြီးတော့ထောက်ခံနေစောစောအတင်းတုတ်တဲ့ကောင်တွေလက်ခုပ်တီးနေကြပြီအဲ့ဒီနားထောင်ကောင်းတဲ့ထဲမှာဘသူပါသေးတို့မျိုးပိသိဆရာလိုက်ပါတယ်မျိုးပိသိကပြောတယ်ဆရာပဲဆက်လုပ်လိုက်ပါတယ် သူလည်းမထရင်တော့အော်ငုတ်ပါဦးခင်ဗျကျွန်တော်နာမှာပါခင်ဗျတရားရှိချိုင်းဖြစ်မောင်ရှင်လောင်းလေးတွေကိုမင်္ဂလာသပြေခဲ့နဲ့ရေးပေးရတော့မယ်မင်္ဂလာချီမန်းခွင်ဆွရတော့မယ်ကျွန်တော်ကလည်းထရေကလေးရက်ကလေးတောက်တတ်တော့မတော်ဘူးလားလို့ပါခင်ဗျမြို့ပိစိတ်ကလှမ်းပြောတယ်လှုပ်သာလှုပ်ပါဘာမှမဖြစ်ပါဘူးသူပဲခုနဖြစ်တယ်ပြောပြီးအဲ့ဒီမှာအားလုံးရဲ့တောင်းဆိုချက်ရစရောင်တောင်းက အောင်မဆဲတပြေးပန်းနဲ့ရေချမ်းငိုလောင်းဒီသချင်းဆိုတော့မြို့ပိတ်သိက်ကမနေသာထလာပြီးတော့တပြေးကက်ရေပက်ပေးချတယ်မြို့ပိတ်သိက်ကဘာဖြစ်သွားတော့ဆိုတော့ပိတ်သိက်အကူဖြစ်သွားပါလေသို့သောသူ့ကိုယ်သူမသိငယ်ဘူးတစ်ဖက်သားကိုကူညီတာ ပြုံးလို့စရုံတောင်းသချင်းဆိုတဲ့ဘက်ကိုလှည့်ကြည့်လိုက်ပြုံးလိုက် မောင်ရှင်လောင်းလေးတွေရေပက်ပေးလိုက်ပျော်လို့ ကရောကျိုးဖျက်တရားတန်ငါကရောတော့ခြိမှန်းဝင်းလေးတွေစွတ်ပေးလို့နှစ်ဦးသာသူတို့ပေးอยู่မျှနေပြန်ပြီပိတ်သိမ်ပွားကြီးပြီးကြပါစို့စရောင်တောင်းကကောင်းမောင်းကိုဖြုတ်လွယ်ထဲထိုးကြိတ်ထဲအင်ကြီးရှယ်ကြီးကိုချွတ်လုံးသိမ့်ထဲပစိုးလဲထိုးကြိတ်ထဲပြီးပြီ3မိနစ်3မိနစ်မန္တတိုင်မိသေးဘောလိပ်ဖွားနေမြို့ပိတ်သိက်က မောင်ကျက်တွေကောင်းမောင်းလေးဖြုတ်ဘူးတဲ့ထက်ပြန်ပိတ်သူရင်အင်ကြီးစေကြီးကိုခေါ်ရိုးကြအောင်ခေါက်ကျိုးကြီးစေကိုခေါက်သားကြအောင်ခေါက်တည်တည်တာတွေဟုတ်ထက်တည်တာကိုပိတ်ကြားလိုက်တာမနက်ထဲမှာလူတွေမရှိတော့ပါဘူးရွာသားစိန်တန်ဆိုင်ဝိုင်းထဲမှာရှိသေးတယ်ဘာလို့နေတော့ပတ်စာတွေကိုဘုံမွားပတ်စာကိုလကွင်းကလေးနဲ့ခွာနေတယ်မြို့ပိတ်စိတ်ကအဝတ်စားလဲလို့ပြီးတော့တည်တာကလေးဆွဲမန်တက်ထဲရှောက်သွား စရောင်တောင်းထိုင်နေနှရောက်တော့ဒူးကလေးတုတ်တက်တာကလေးကိုပေးမှချဥသုံးချိန်ရိုးရိုးသေးသေးရှ िख ိုးကတော့စိန်တန်မြင်နေဟာကတော့နေပါလားဘိသိက်ပြိုင်ကမြင်ကွင်းပြောင်းသွားပြီဟိတ်ဟိုဘိသိက်ကဘာပြောမှာပါလိမ့်နားဆွင့်နေစရောင်တောင်းပြောတဲ့စကားနားထောင်ကြည့်ပါဩကျွန်တော်ကဆရာလိုက်ငူ ပညာရှိလို့ထင်ထားတာကျွန်တော်မှားသွားပြီခမ ्या ကပညာရှိုံမှမကပဲပညာရှိသူတော်ကောင်းပဲကြောက်လာတဲ့လူကိုလက်မထောင်နိုင်မယူဘူး तू ကတော့ပွေပိုက်ပြီးကောင်းမွန်အမြင့်ကိုတင်းနေကြည့်ပါဒီဘိတ်သိပ်ပြိုင်ဘသူရှုံတော့ဘသူမှမရှုံဘူးဘသူနိုင်တော့နှစ်ယောက်စလုံးနိုင်ဟော မျိုးပိတ်သိဖျားလိုက်အသက်40လောက်မန်တရှိရှိတက်တဲ့အရွယ်နိုင်ငင်လို့ပြိုင်တောင်ပြိုင်သေးခြေထောက်နဲ့တောင်ပိုင်နှင်းခြေသေးတစ်ဖက်လူက မပြိုင်ရှာဘူးနှိမ်ချတယ်သူ့ကိုမှွန်တင်တယ်အဲ့ဒီမှာငါမှားပြီလို့သိမှားပြီလို့သိတာနဲ့ဝန်ချကြတော့နိုင်တာအဲ့ဒီလူသူတော်ကောင်းပညာရှိဖို့မခက်ဘူးပညာတွေ တတ်အောင်သင်ပညာတတ်ပညာတတ်ပြီဆင်ញံုံတရားတွေအားကောင်းပညာရှိတယ်ပညာတတ်ပေါ်ပါတယ်ပညာရှိလဲပေါ်ပါသေးတယ်ပညာရှိသူတော်ကောင်းရှားတယ်ရှားတယ်လူတွေပညာရှိ သူတော်ကောင်းဖြစ်စေခြင်းပါတယ်စာဖတ်ခြင်းဖြင့်မြင့်အောင်မြင့်မှာပညာရှိအောင်လုပ်ပါ စိတ်ကောင်းရှိခြင်းဖြင့်နှိမ့်ချခြင်းဖြင့် ကြီးမြင့်အောင် မြင့်ပါအဲ့လိုလူတော်တွေလူကောင်းတွေတော်လဲတော်တယ်ကောင်းလဲကောင်းတယ်မြားရင်မြင့်တဲ့လူတွေကမိမိကိုယ်ကိုမိမိမြင့်အောင်မြင့်ပြီးရင်ဘယ်တော့မှငြိမ်ငြိမ်မနေဘူးကိုယ့်ပတ်ဝန်းကျင်ကိုမြင့်ပါလိမ့်မယ်ကိုယ်တိုင်းပြည်ကိုယ့်လူမျိုးကိုမြင့်အောင်မြင့်ကြပါလိမ့်မယ်လူအလုံးစာဖတ်ကြပါ စိတ်ကောင်းရှိပါမိမိကိုယ်ကို မြင့်အောင်မြင့်နိုင်ကြပါစေကိုတိုင်းပြည်ကိုလူမျိုးကိုလည်းမြင့်အောင်မြင့်နိုင်ကြပါစေလို့ဆုတောင်းရင်းညီကုန်းချုပ်ပါတယ်